ွားအမြင့်ချီကုတုံးကိုတီထွင်ခဲ့တဲ့လူကတော့တကယ်ကိုဉာဏ်ကြီးရှင်ပါပဲ သွားနေဒီအစင်းတီးပိုးစားသွားပြီဆိုရင်တော့အမြင့်ချီကူထုံးလုပ်ဖို့လိုအပ်ပါပြီဒီဖြစ်စဉ်ကဘလောက်တောင်ဆူရှာနာကျင်တယ်လဲဆိုတာကိုပုံမှန်လွတ်နေကြသူတွေဆိုလို့ရှိရင်တော့သိကြမှာပါအစောပိုင်းမှာတော့ဆရာဝန်ကတဖုံးကိုမေ့စေအရင်ထိုးသွင်းပါလိမ့်မယ်ဒီချိန်မှာချင်းတကောင်တိုက်လိုက်လို့မျိုးခံစားရပါမယ်အဲ့ဒီနောက်ဆရာဝန်ကသွားပေါ်မှာစပြီးတော့တိုက်စားပါတော့တယ်ဒါဟာတန်ကြီးတက်နေတဲ့အစိပ်ပိုင်းတွေကိုတန်ကြီးချွတ်တာနဲ့ဆင်တူပါတယ်ပိုးစားနေတဲ့သွားချွေလွာနဲ့သွားအသားတွေကိုတန့်ရှင်းတဲ့သွားတ िश ူတွေမပေါ်မချင်းတဖြည်းဖြည်းချင်းတိုက်ချွတ်ဖယ်ရှားသွားပါ ါပါတယ်ပြီးရင်တော့ဆရာဝန်ကသွားတွေအပေါ်ကိုရာဘာအကာအကွယ်လေးတစ်ခုဆွတ်ပေးလိုက်တယ်ပြီးတော့နီကဲတိုက်တီနီယံတန်လေးကိုတုံးပြီးတော့သွားရဲ့အမြင့်နေရာကိုဆက်တိုက်တူးဖော်ပါတော့တယ်သွားအမြင့်ကိုနဲချင်းနဲ့ဆိုင်စာထိုးသွင်းပြီးတော့တင်းနေတဲ့သွားပြောဖက်နဲ့အယုံကျော်တွေကိုဖယ်ရှားပြီးတော့သွားပြောဖက်အခန်းလေးကိုလမ်းကြောင်းရှင်းပေးပါတော့တယ်ဒီချိန်မှာမိစေရှိနေတာကနည်းနည်းလေးဆူရှာနာကျင်တာမျိုးကိုခံစားရနိုင်ပါတယ်တန်ရှင်းရေးပြီးသွားတဲ့အခါမှာတော့ဆရာဝန်ကအမြင့်ချီပြွန်အတွင်းပိုင်းကိုစားရင်နဲ့အချိန်ချင်းစီးပြီးတော့ ကျန်နေတဲ့ဘက်တီးရီးယားနဲ့အစာအနာတွေကိုတေချာရှင်းထုတ်ပစ်ပါတယ်။ဒီဆင်းကသွားကိုနှက်ဆိုင်စွာတန့်ရှင်းရေးလုပ်ပစ်လိုက်တာနဲ့တူပါတယ်။အဲဒီနောက်အမြင့်ချီပြုံတဲ့ကရေဓာတ်ကိုဆုပ်ယူပြီးတော့အမြင့်ချီပြုံအတွင်းကို၆တွေ့ပြီးပိုးမွားကင်းစင်မှုအတွက်တေချာအောင်လုပ်ပါတယ်။ပြီးရင်တော့ ကတပချအစည်းကိုအသုံးပြုပြီးတော့အမြင့်ချီပြုံးအတွင်းမှာရှိတဲ့အပေါက်ကိုလေဝင်လေထွက်မရှိအောင်အပြစ်အသိထည့်သွင်းပေးပါတယ်။နောက်ဆုံးမှာတော့ပိုရှန်နေတဲ့အပိုင်းတွေကိုဖယ်ရှားလိုက်တာနဲ့ပတိတရားတွေထပ်မံဝင်ရောက်ပြီးတော့မျိုးပွားဓာတ်တွေကိုတိတိယယောက်ကွယ်နိုင်ပါတယ်။နောက်ဆုံးမှာတော့သွားပြန်လည်ပြုပြင်ခြင်းအဆင့်ကိုရောက်ပါပြီ။ အဆရာဝန်ကအထူးအဆစ်စားစီကိုအသုံးပြုပြီးတော့သွေးမျက်နှာပြင်ကိုကြမ်းတမ်းအောင်လုပ်ပါတယ်။ဒါမှပြန်လည်ပြုပြင်မဲ့ပစ္စည်းတွေကိုပုံမကောင်းမွန်စွာတွေ့ကပ်နိုင်မှာပါ။အဆစ်စားခြင်းပြီးတာနဲ့ဆေးကြောတန့်စင်ပြီးတော့ကော်ပစ္စည်းတလွာကိုလိမ့်ပေးပါတယ်။အဲ့နော် resin material လို့ခေါ်တဲ့အစည်းကိုအလွာလိုက်ဖြစ်သွင်းပါတယ်။ အစည်းတလွာဖြည့်တိုင်းဆရာဝန်ကခန်းလွန်ရောင်ကြီးမီးနဲ့အလင်းပေးပြီးမာကျောအောင်လုပ်ပါတယ်ဒီဖြစ်စဉ်ကဆရာဝန်ရဲ့လက်ရာကိုအလွန်အမင်းဆန်းသက်ပါတယ်ဖြည့်သွင်းတာပြေဝရုံတောင်မကပဲတွားရဲ့ပုံမှန်ပုံတရံနဲ့လှုပ်ဆောင်ချက်ကိုပါပြန်လဲကောင်းမွန်အောင်ပြုလုပ်ပေးရပါတယ်ပြန်လဲပြုပြင်ထားတဲ့တွားဟာတွားပြောဖက်ရဲ့အဟာရထောက်ပံ့မှုကိုဆုံးရှုံးသွားတဲ့အတွက်အတော်လေးနုညံ့ပြည့်စည်လွယ်တာကြောင့်ဆရာဝန်အများစုကအမြင့်ချီကူးထောင်လုပ်ပြီးသွားတဲ့တွားပေါ်မှာစိတ်ကြိုက်ပြုလုပ်ထားတဲ့တွားဆုပ်ကိုဆုပ်ဖို့အကြံပြုလေးရှိပါတယ် ဒါဟာသွားကိုအကကွယ်ဝတ်ဆောင်ဝတ်ပေးလိုက်တာနဲ့တူပြီးတော့သွားကျိုးပဲ့ခြင်းကိုထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားရဲ့တက်တန်းကိုလက်ကျရှိအောင်ထိန်းထားနိုင်ပါပါအမြင့်ချီကူထုံးကနှုတ်ပြရမဲ့သွားတွေကိုကဲတင်ပေးနိုင်ပေမဲ့အကောင်းဆုံးကုသမှုကတော့အမြဲတမ်းကြိုတင်ကာကွယ်ခြင်းပဲဖြစ်ပါတယ်သွားတွေဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အမာကျော်ဆုံးအစိတ်ပိုင်းဖြစ်ပေမဲ့အလွန်လဲထိခိုက်လွယ်ပြီးတော့အစားအစာဝါးစားတဲ့နေရာမှာအရေးကြီးတဲ့လှုပ်ဆောင်ချက်ကိုလုပ်ပေးပါတယ်သွားချမ်းမာနေမှသာစားကောင်းတောက်ပြော်ဖြစ်မှာပါအားလုံးပဲချမ်းမာကြပါစေရှင်